ရှင်ယောဟန်ခရစ်ခန်းကြီးရှစ်အငယ်တစ်ကနေစတဲ့နက်နက်စောစောပိမှန်တော်တို့တဖန်ကြွတော်မူ၏လူအပေါင်းတို့ဒီအထံတော်တို့လာကြ၏ထိုအခါထိုင်တော်မူ၏ဆုံးမဩဝါဒပေးစဉ်တွင်မာယုံချက်မှုကိုပြုလက်နေတော်မိမတယောက်ကိုတွေ့လင်ကျမ်းပြုစရာတို့နှင့်ဖာရိရှဲတို့ဒီခေါ်ခဲ၍အလေ၌ထားပြီးမှအရှင်ဖျားရတဲ့ဤမိမဒီမာယုံချက်မှုကိုပြုစဉ်တွင်ပင်တွေ့မိပါသည်ထို့တို့တော်မိမကိုကြောက်ခဲနှင့်ပြရမည်ဟုမောရှိသည့်အကျွန်တော်တို့အားပညာတရား၌စီရင်ထုံးဖွဲ့ပါပြီ တို့ရာတွင်ကိုတော်သည်အဘယ်တို့မိန်တော်မူမီနီဟုလျှောက်ကြ၏ထို့သို့လျှောက်ကြတော့ကိုတော်၌အပြစ်တင်ခွင့်ရှိစေခြင်းကစုံစုံစမ်းနောက်ဆက်တော်အဖြစ်လျှောက်ကြ၏ယေရှုသည်အောက်တို့ငုံလျက်လက်ညိုးတော်နှင့်မြေ၌ရေးသား၍နေတော်မူ၏ထို့သူတို့သည်အထက်ထက်မေးလျှောက်ကြတော့အခါကိုတော်ကိုကိုလန်တော်မူ၍သင်တို့တွင်အပြစ်ကင်းသောသူသည်ရှေးဦးစွာကြောက်ခဲနှင့်ပြစ်စေဟုမိန်တော်မူပြီးမှတပံအောက်တို့ငုံ၍မြေ၌ရေးသားတော်မူပြန်၏ ထိုသူတို့ဒီကြားရရင်မိမိတို့စိတ်နှလုံးဒီမိမိတို့အပြစ်ကိုဖော်ပြသဖြင့်အတက်ကြီးတို့သူမဆာ၍အငယ်ဆုံးတို့သူတိုင်အောင်တယောက်နောက်တယောက်ထွက်သွားကြ၏ယေရှုဒီတယောက်တည်းကြံရစ်တော်မူ၍မိမဒီအလယ်၌ရက်နေ၏ထိုအခါယေရှုဒီကိုကိုလံပြန်တော်မူမူပြန်၍ထိုမိမမတပါအဘယ်သူကိုမျှမမြင်လင် အချင်းမိမတင့်ကို အပြစ်တင်တော်သူတို့ဒီအဘယ်မှာရှိကြသနည်း တင်းအမှုကိုအဘယ်သူမျှမစီရင်လောဟုမေးတော်မူ၏ထိုမိမကလည်းအဘယ်သူမျှမစီရင်ပါသခင်ဟုရှောက်ငါဒီလေတင်းအမှုကို မစီရင်တွားလောနောက်တဖန်ဒူးစရိုက်ကို မပြုံနေဟု မိန်တော်မူ၏ချစ်တော်ညီကိုမောင်တော်တို့တရက်တော့မနဲ့ဆောဆောမှာတဲ့ okay မနဲ့ဆောဆောအခုလိုမျိုးချိန်မှာပေါ့လေနော်မနဲ့ဆောဆောမှာတဲ့တခရေရှုခရစ်တော်ကဗိမာန်တော်ကိုကြွလာတယ်တဲ့ ဗိမာန်တော်ကိုကြွလာတဲ့အခါမှာလူအများကြီးပဲသူ့စီမှာတရားဒီနာလာနားထောင်ကြတယ်တဲ့အဲ့တော့လူအများကြီးရောက်လာတဲ့အခါမှာသခင်ယေရှုကခါတိုင်းအတိုင်းပဲစုံမဩဝါဒပေးနေတယ်တဲ့ဟုတ်ကဲ့မင်းအောင်ကြည့်ပါအုံနောက်ထဲမှာဗိမာန်တော်ထဲမှာဗိမာန်တော်နားမှာပေါ့နော်ဗိမာန်တော်အနားမှာကျွန်တော်တို့သခင်ယေရှုနဲ့တပည့်တော်တွေရှိတယ်ပြီးလို့ရှင်လူအများကြီးဝိုင်းပြီးတော့မှတရားဒေသနာနားထောင်နေတယ်အဲ့ဒီအချိန်မှာအဲ့ဒီအချိန်မှာ မာယွင်းချင်းအမှုကိုပြုလျက်နေတဲ့မိမတယောက်ကိုတဲ့ကျမ်းပြူစရာနဲ့ဖာရိရှဲတို့ကဖမ်းပြီးတော့မှသခင်ယေရှုစီကိုယောက်လာပြီးမှလူအလဲမှာထားတယ်တဲ့โอเคအမျိုးသမီးတယောက်နဲ့အမျိုးသားတယောက်နဲ့အဲ့ဒီမာယွင်းချင်းအမှုကိုပြုနေတဲ့ပြုနေတဲ့အခါမှာအဲ့ဒီဖာရိရှဲနဲ့ကျမ်းပြူစရာတွေကဖမ်းလာတယ်တတိထာနောတတိထာနောတယောက်ပဲဖမ်းလာတယ်ဆိုတာတတိထာနောအမှန်ဆိုလို့ရှိရင် 马上的读书了，你要希望马路亚的，好点喏，没嘛，都要去被马路亚么嘞？大家，没嘛，都要去，我被判哪个的啊？判了一些呢，捡表下路啊？他肯也修过，他也是人破，考拉他么后边呢？他肯也修过交款唐钱呐，送人那些钱呐？他肯也修过你给啥叫把皮嘞？你给啥呢？判钱呐？啊，别等困下钱呐？他肯也修过。 အဲ့ဒီမိမတယောက်ကိုတဲ့လူရှိသူရှိမှခေါ်လာပြီးတော့မှကျမ်းပြူဆရာနဲ့ပါရီရှဲတို့ကယေရှုကိုဘယ်လိုပြောလဲဆိုအရှင်ဖခင်တဲ့ဤမိမသည်မာယွင်းချင်းအမှုကိုပြုစင်တွင်ပင်တွေးမိပါသည်တဲ့ဟုတ်ပြီထို့တို့တော့မိမကိုကြောက်ခဲနေပြရမည်ဟုမောရှိသည်ကျွန်တော်တို့အားပညာတရား၌စီရင်ထုံးဖွဲ့ပါပြီတို့ရာတွင်ကိုတော်သည်အဘယ်တို့မိန်တော်မူမည်နည်းဟုလျှောက်ကြ၏တဲ့တေချာစဉ်းစားကြည့်နော်တမန်ဟောင်းကျမ်းနဲ့ယေရှုခရစ်တော်ကိုလာပြီးတော့မှ ဘာလဲကြော့ခွင်းဆင်တာဟုတ်ပြီနော်ရှင်းရှင်းပြောမယ်ဆိုကြော့ခွင်းလာဆင်တာတခင်ယေရှုကဒီမိမကိုပင်ရဲ့အတိုင်းတတ်လိုက်ပါလို့ပြောလို့ရှိရင်လေသူများကတခင်ယေရှုကိုမေတ္တာမရှိဘူးလို့ပြောတော့မှာတကယ်လို့တခင်ယေရှုခရစ်တော်ကမေတ္တာပြလိုက်ပါကွာဒီလိုမိမကိုလည်းခွင်းလွှတ်လိုက်ပါလို့ပြောလို့ရှိရင်အားလုံးကပါဖြစ်လေတခင်ယေရှုကတမဟောင်းပညာကိုမလိုက်နာဘူးပြောမှာဆိုလိုချင်တာကပါရိရှဲနဲ့ကျမ်းပြုဆရာကဒီမေကုန်းကိုတခါတည်းကြော့ခွင်းအတိုင်းစီစဉ်ပြီးသားပဲခေါင်းခိုင်လဲမားတယ်ခေါင်းညိန်လဲမားတယ် ဘယ်လိုဖြင်းမလဲဟိုဘက်ဖြင်းရင်လည်းမားတယ်ဒီဘက်ဖြင်းရင်လည်းမားတယ်နှစ်ခုလုံးမားတဲ့ဟာကိုဖြေခဲ့ပြီဆိုရင်တခင်ယေရှုမှာအပြစ်တင်ခွင့်ရှိပြီအပြစ်တင်ခွင့်ရှိတာနဲ့ဖမ်းလို့ရပြီဖမ်းလို့ရတာနဲ့တတ်လို့ရပြီโอเคကျွန်တော်အမြဲပြောတယ်ကျမ်းပြူစရာနဲ့ဖာရိရှဲတို့ကယေရှုခရစ်တော်ကိုဘာကြောင့်တတ်ချင်တာလဲမနေ့ကလည်းနည်းနည်းပြောပြီးတယ်ဗါတဲ့လေယေရှုခရစ်တော်ကငါဟာတမဟောင်းကညီတို့ကိုကိုယ်နေတဲ့ဖျားပဲလို့ပြောခဲ့တာကိုဟုတ်ပြီဟုတ်ပြီနော် ငါဒီငါဖြစ်ဒီအတိုင်းငါဖြစ်ဒီဆိုယူမသခင်ယေရှုက အများကြီးပြောခဲ့တဲ့ကျမ်းစာထဲမှာမြန်မာလိုပါတာငါကဖျားသခင်ပါလို့အဲ့ဒီစကားကကျွန်တော်ရှာလို့မသိပြီမယ်မူရင်းကျမ်းကိုကျွန်တော်လေ့လာမယ်ဆိုရင်ငါဖြစ်ဒီအတိုင်းငါဖြစ်ဒီဆိုတဲ့စကားကိုယေရှုကိုယ်တိုင်အများကြီးသုံးဘူးတယ်ပိုပြီးမှရှင်းလင်းတဲ့သခွန်ကငါဒီခမည်းတော်နဲ့တလုံးတော်ဝဒီဖြစ်ရေးဆိုတဲ့စကားပဲအဲ့ဒီစကားကဖာရိရှဲတွေရဲ့နားထဲမှာဝင်လို့မရဘူး နင်ကလူဖြစ်ရဲ့သားနဲ့ဘာကြောင့်ဖျားလို့ကိုကိုကိုပြောရတာလဲဆိုရင်မသူ့ကိုဂဲလုံးနဲ့ပေါက်ချင်တာဆိုတော့ပီတူလူထုတွေအများကြီးတခင်ရှုနောက်လိုက်နေလို့ပီတူလူထုတွေသူတို့ကိုအပြစ်တင်ပါဆိုလို့မလုတ်ရဲတာပဲရှိတာဒါကြောင့်အပြစ်တင်ခွင့်ရှိအောင်သူတို့အများတန်းရှာနေတယ်โอเคအများတန်းရှာနေတယ်ရှာနေလို့လေဒီနေရာမှာပြန်ရှာတယ်လေလူယေရှုကိုတတ်ချင်တာကိုငါတို့ကိုကိုွယ်တဲ့ဖျားလို့ကိုကိုကိုပြောရအောင်ဒါဖျားကိုပြစ်မှားပြီဆိုမှဖာရိရှဲနဲ့ကြံပြူစရာတွေကယေရှုကိုတတ်ချင်တာအပြစ်ရှာချင်တာဖမ်းချင်တာ ဒါကြောင့်လေဒီနေရာမှာဖာရိရှဲတွေကသူ့ကိုအဲ့လိုကြော့ကွင်းဆင်တာဒီအပြစ်ပြုတ်နေတဲ့မိမကိုခေါ်လိုက်မှအဲ့လိုမိမကြော့ကွင်းဆင်တာဒါပေမဲ့ယေရှုခရစ်တော်ကဘယ်လိုလုပ်ရလဲယေရှုခရစ်တော်ကဘာမှပြောသေးနော်ဘာမှပြောဘဲနဲ့သူတို့မြေမှာဘာလဲအောက်တို့ငုံလေးလက်ညိုးတော်နဲ့မြေ၌ရေးသား၍နေတော်မူ၏တခိယေရှုကအောက်မှာမြေကြီးပေါ်မှာလက်ညိုးနဲ့စာရေးနေတယ်တဲ့ဘာရေးနေလဲတော့မသိဘူးဘာဆွေးနေတယ်လဲဘာရေးနေလဲကျမ်းစာမှာမဖော်ပြဘူးဒါပေမဲ့အဲ့ဒီကျမ်းပြ ဆရာနဲ့ဖာရိရှဲတို့ကတခင်ယေရှုကမဖြေတဲ့အခါမှာအထက်ထက်အခါခါမေးတယ်တဲ့အထက်ထက်အခါခါမေးတဲ့အခါမှာတဲ့တခင်ယေရှုခရစ်တော်ကအာကိုကိုလန်တော်မူ၍တဲ့ကိုကိုလန်တော်မူ၍ဆိုတော့မတ်တရက်လာတာခါကုန်းနေနေခါကုန်းနေတဲ့နေရာနေမတ်တရက်မှဟိုဘက်လဲလိုက်တာပရိသတ်ဘက်မှလဲလိုက်တာလှည့်ပြီးတော့မှဘလို့စကားပြောတယ်ဆိုဟုတ်ပြီတဲ့နေတော့အဲ့လိုမေးတယ်ဆိုရင်ငါဒီလိုဖြေပေးမယ်တဲ့နေတော့ထဲမှာတဲ့အပြစ်မရှိတဲ့သူအပြစ်ကင်းတဲ့သူ အရင်အိုးဆုံးပထမအိုးဆုံးကြောက်ခဲတဲ့လုံးကိုကင်မဒီမိမောက် ပေါက်လိုက်ပါတဲ့ရှင်းတယ်နော်ရှင်းရှင်းလေးပဲချစ်တော်ညီကိုမောင်တို့တခင်ယေရှုခရစ်တော်ကနေတော့မိမတယောက်ပဲခေါ်လိုက်မှယောက်ျားရောဘယ်ယောက်တော်လဲလဲမမေးဘူးနော်ဒီຢာလေးလည်းမမေးဘူးတဲ့တော့ပဲဖြေတယ်ဟုတ်ပြီတဲ့နေတော့ဒီမိမအပြစ်လုပ်တယ်ဆိုတာနေတော့လည်းတွေ့တယ်တက်တေလည်းရှိတယ်အပြစ်ကမောရှိပိညက်တမဟောင်းပိညက်ရလဲသူ့ကိုဂဲလုံးနဲ့ပေါက်ရမယ်ဆိုဟုတ်ပြီတဲ့ဒါဆိုရင်နေတော့ထဲမှာအပြစ်မရှိသေးဘူးအရင်ဦးဆုံးဂဲလုံးကင်မပေါက်လိုက်ပါတဲ့ပေါက်လိုက်ပါ အဲ့တော့ပေါက်လိုက်ပါလို့ပြောလိုက်တဲ့ခါမှာလူတွေရဲ့စိတ်ထဲမှာကျန်းစာပြောတယ်လူတွေရဲ့စိတ်ထဲမှာတဲ့မိမိတို့စိတ်နှလုံးတွေမိမိအပြစ်ကိုပေါ်ပြသဖြစ်တဲ့ကိုယ့်ရဲ့အပြစ်ကိုကိုယ်ပေါ်လာစေတဲ့စိတ်နှလုံးထဲမှာတနည်းအားဖြင့်တချို့ပြောတချို့ကျန်းအနက်ပြန်စရာတွေပြောတာကတော့သခင်ယေရှုမြေကြီးပေါ်မှာရေထားတဲ့ຢာတွေကိုတို့ဖတ်မိတဲ့ခါမှာတို့တို့မှာလည်းအပြစ်ရှိတယ်ဆိုတဲ့အကြောင်းပေါ်လွင်လာတဲ့သဘောဒါပေမဲ့ဒီနေရာမှာတေချာတာကသခင်ယေရှုမြေကြီးမှာဘာရေးလဲမသိပေမဲ့ကျွန်တော်တို့သိရတာကတို့စိတ်ထဲမှာတို့ပြစ်ပြုတ်ခဲ့တဲ့အပြစ်တို့ပြန် ပြန်မြင်အောင်လာတယ်။ငါလည်းအပြစ်သားပဲငါလည်းခဲလုံးနဲ့ပေါက်တက်ခံရမယ့်လူပဲ။ငါဘာလို့သူများကိုလာစီရင်နေတာလဲ။အေးအဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးဖြစ်လာတယ်။အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာတဲ့ကျန်းစာမှာဘယ်လိုပြောလဲဆိုတော့အတက်ကြီးတော့သူမဆအငယ်ဆုံးတော့သူတိုင်အောင်တယောက်တော့တယောက်ထွက်သွားကြည်တဲ့တယောက်မှမရှိတော့ဘာကြောင့်လဲ။လူတိုင်းလူတိုင်းအပြစ်လို့ဘူးတယ်လေ။ပခင်ရှုခက်တော်ကနေလို့စီမှာအပြစ်ရှိတဲ့အပြစ်မရှိတဲ့သူခဲလုံးနဲ့ပေါက်ပါလို့ပြောလိုက်တဲ့ခါမှာဘသူနဲ့မပေါက်ဘသူမှမပေါက်ဘူးထွက်သွားကြတယ်တယောက်ပြီးတယောက်ဆိုတော့ခဲလုံးနဲ့ပေါက်ဖို့ ထိုက်တန်တဲ့သူတယောက်ကြံခဲ့တယ်။အပြစ်လုံးဝမရှိတဲ့သူတယောက်ရှိနေတယ်အဲ့ထဲမှာ။အပြစ်တကားမှမလုပ်ဘူးဘူး။ပြီးရင်ဂဲလုံးနဲ့သူပေါက်ဖို့ထိုက်တန်တဲ့သူတယောက်ရှိတယ်။အဲ့ဒါဘယ်သူလဲသိလား။အားလုံးအားလုံးရိပ်မိလား။မှန်ပါတယ်ယေရှုခရစ်တော်ဖြစ်ပါတယ်။ဟုတ်ပြီနော်။ယေရှုခရစ်တော်ကဂဲလုံးနဲ့ပေါက် ထိုက်တဲ့သူဖြစ်တယ်။သူ့မှာအပြစ်တစ်စက်မှမရှိဘူး။သူလူလာလှုပ်တာလည်းအပြစ်လုံးဝမလှုပ်ခဲ့ဘူး။သူ့မှာအပြစ်မရှိဘူး။တချို့မာယွန်းတဲ့ဆရာတွေကဘယ်လိုပြောလဲဆိုသခင်ယေရှုခရစ်တော်ကလူစားတိခံယူတဲ့အတွက်သခင်ယေရှုရဲ့လူစားတိမှာလည်းအပြစ်ရှိတယ်လို့ပြောကြတယ်။အင်မတန်မားပါတယ်။သခင်ယေရှုလူစားတိလာခံတာသူလူစားတိကိုခံတာမှလည်းအပြစ်တစ်စက်မှမရှိပါဘူးကျွန်တော်ပြောမယ်။ကျမ်းစာမှာလည်းအဲ့လိုပြောတယ်။ तू အပြစ်မရှိဘူးလို့ရှင်းရှင်းလေးပြောထားတဲ့ကြမ်းချက်၄-၅ရှိတယ်။ तू အပြစ်လုံးဝမလုပ်ခဲ့ဘူးလို့ပြောထားတဲ့ကြမ်းချက်တွေလည်းရှိတယ်။ဟုတ်ပြီနော်တခင်ယေရှုမှာအပြစ်ရှိတယ်ဆိုတော့ကြမ်းချက်တလုံးမှရှာလို့မတွေ့တလို့သူလူစားတည့်ရဲ့ဒီလူစားတည့်မှာအပြစ်ပါနေတယ်လို့လုံးဝတုံတင်ချက်မရှိဘူးဒါကြောင့်တခင်ယေရှုဒီအပြစ်မဲ့တဲ့သူလုံးဝအပြစ်မရှိတဲ့သူဂဲလုံးနဲ့ပေါက်ဖို့ထိုက်တန်တဲ့သူဖြစ်တယ်ဒါပေမဲ့သူဂဲလုံးနဲ့ပေါက်သလားရှမ်းစာမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တခင်ယေရှုခရစ်တော်က မြေကြီးမှာစာရေးနေရာကနေပြန်လှည့်ကြည့်လာတဲ့အခါမှာဘသူမှမရှိတော့ဘူးဘသူပဲကြံလဲဆိုသူနဲ့အဲ့ဒီအမျိုးသမီးပဲကြံတယ်ဆိုတော့တခေရှုခတော်ကဘလို့ပြောလဲဆိုရင်အဲ့ဒီလူတွေကနေ့ကိုဘသူမှမစီရင်ကြောက်ဘူးလားတဲ့အဲ့တော့မိမကဘလို့ပြောလဲဆိုရင်ဘသူမှမစီရင်ပါဘူးတခင်နဲ့အဲ့လိုရှောက်တယ်အဲ့လိုရှောက်တဲ့အခါမှာတခေရှုခတော်ကဘလို့ပြန်ပြောလဲဆိုတင်ဤအမှုကိုလည်းငါဒီမစီရင်ဘူးတဲ့တွားလို့တဲ့နောက်တဖန်ဒူးစရိုက်ကိုမပြူနေဟုတ်မိန်တော်မူဤ ဒီကျမ်းစာဒီအဖြစ်ပြက်ရဲ့အရေးအကြီးဆုံးစကားသခုံးကဒါပဲဘာလဲတွားတော့နောက်တစ်ဖန်ဒူးစရက်ကို မပြုတ်နင့်ဟုတ်ပိမ့်တော်မူ၏ဒီစကားသခုံးကိုဒီနေ့အမြဲတမ်းအုံနောက်ထဲမှာရိုက်သွင်းမယ်နှလုံးသားထဲမှာရိုက်သွင်းမယ်နော်နောက်တစ်ဖန်ဒူးစရိုက်ကိုမပြုတ်နင့်ဟုတ်ပိမ့်တော်မူ၏ချစ်တော်ညီကိုမောင်မတော်ဒီမိမကအသက်အန္တရာယ်ကနေကဲတင်ချင်းဂျေဇူးတော်ကိုသူခံရတယ်သူတည်တင့်တည်ဖိုက်တယ်ဒီမိမလည်းတည်တယ် ပိငဲ့တရားအရာသူတည်တင့်တည်ဖိုက်တယ်။ဒါပေမဲ့ဖယံတခင်ရဲ့ကြီးစုတော်ချစ်ချင်းမေတ္တာကသူ့အထဲမှာတက်ရောက်လာတဲ့အခါမှာသူအသက်ဘေးနဲ့ချမ်းသာခွင့်ရတယ်။အာချမ်းသာခွင့်ရတဲ့အခါမှာတခင်ယေရှုခရစ်တော်ကသူ့ကိုပြောတယ်။နောက်တော့ဖန်ဒူးစရက်ကို မပြုတ်နဲ့တဲ့။ဆိုတော့တမန်ကျမ်းစာထဲမှာဒီမိမနဲ့ပတ်သက်ပြီးမှနောက်တော့ဖန်ဒူးစရက်ပြုတ်တယ်ဆိုမှကျွန်တော်တို့ရှာလို့မတွေ့တော့ဘူး။ဆိုလိုချင်တာကဒီမိမကဖြစ်နိုင်ခြေကသူဖယံတခင်ရဲ့ကြီးစုတော်ကိုတုံ့ပြန်တဲ့အနေနဲ့သူနောက်နောက်ပိုင်းလုံးဝလုံးဝဒီ မာယွန်းတဲ့အမှုကိုမလုပ်တော့ဘူးသူဒုတိယကိုဒုစရိုက်ကိုမလုပ်တော့ဘူးဒီမလုပ်တော့ခြင်းဒုစရိုက်ကိုမပြုတ်တော့ခြင်းအဖြစ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပြန်လဲတုံ့ပြန်ခဲ့တဲ့မိန်းကလေးဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ရတယ်ဆိုတော့ကျွန်တော်တို့တသက်တာကိုကြည့်အောင်ကျွန်တော်တို့တသက်တာကိုကျွန်တော်တို့အသက်တာထဲမှာဒီလိုအပြစ်မျိုးရှိသလားအခုနားထောင်နေတဲ့ယောက်ျားတွေမိန်းမတွေအာလူကြီးတွေကလေးတွေလူငယ်တွေအားလုံးစဉ်းစားကြည့်ကျွန်တော်တို့အသက်တာထဲမှာဒီလိုအပြစ်မျိုးရှိခဲ့သလား အိမ်ထောင်တဲတွေလားလည်းမရှိဘူးမထင်နဲ့ဖောက်ပြန်နေတတ်တယ်မတိမတိလို့တိုးတိုးတိတ်တိတ်ဖောက်ပြန်နေတတ်တယ်အထူးတစ်ဖြစ်ယောက်ျားလေးတွေပြီးမိန်းကလေးတွေလည်းမပါဘူးလို့မဟုတ်ပါဘူးရှိပါတယ်ဆိုတော့ချစ်တော်ညီကိုမောင်မတော်ကျွန်တော်ပြောမယ်ရှင်းရှင်းလေးခုနစကားအတိုင်းအိမ်ထောင်ထဲမှာမဟုတ်ဘဲနဲ့အိမ်ထောင်အပြင်ပမှာလှုပ်တဲ့ဒီလိမ်မာယွန်းချင်းကအပြစ်ပဲရှင်းရှင်းပဲနော်အပြစ်ပဲဒါကြောင့်တင်တဘွားလုံးတက်တာထဲမှာဒီလိုအပြစ်လုပ်ခဲ့ဘူးဒလားဒီလိုအပြစ်လုပ်ခဲ့ဘူးတဲ့မတောင်းပန်ခဲ့ဘူးဆိုလို့ရှိရင်အခုဒူးထောက်ပြီးမှတောင်းပန်ပါ အခုဖရာသခင်တင့်ကိုအခွင့်ရေးပေးနေတယ်တောင်းပန်ဖို့နောင်တရဖို့တင့်ကိုအခွင့်ရေးပေးနေတယ်မားတက်ကြတယ်နော်လူတိုင်းမားတက်ကြတယ်ဟုတ်ပါတယ်ဒါပေမဲ့မားတက်တဲ့သူကွာတာကတောင်းပန်ပြီးမှနောက်နောက်မလုပ်တဲ့သူနဲ့မတောင်းပန်ဘဲနဲ့တိုးတိုးတိတ်တိတ်လှုပ်နေတဲ့သူတွေကွာတယ်ကွာတယ်တအားကွာတယ်ဒါကြောင့်အခုတင်လှုပ်ခဲ့တယ်ဆိုလို့ရှိရင်ဒူးထောက်မှဝန်ချတောင်းပန်ပါဖရာသခင်တင့်ကိုခွင့်လွတ်လိုက်မယ် ဒါပေမဲ့တင်ဒီဒီနေ့ကနေစပြီးမှနောက်တစ်ဖန်ဒူးစရဲကိုမပြုတ်နဲ့ဆိုတဲ့စကားကိုအားဖြင့်ဘုရားသခင်ရဲ့ကြီးစိုးလို့ကိုပြန်နေတုံ့ပြန်ဖို့လိုတယ်ဟုတ်ပြီနော်ကျွန်တော်အခုတရားဟောနေတဲ့ကာလမှာဒီအကြောင်းတွေကိုဟောဖြစ်တဲ့အခါမှာလူတချို့ကကျွန်တော်စီလိုင်းမှာဝင်ချကြတယ်ကျွန်တော်စီမှာတော့မဟုတ်ဘူးပေါ့ကျွန်တော်ကနေတဆင့်ဘုရားသခင်ကိုဝင်ချတာပေါ့လေနော်အာကျွန်တော်ဒီလိုခေါ်လိုက်တဲ့အခါမှာသူတို့လည်းတို့ထိသွားတယ်ဟုတ်တယ်ဆရာတဲ့တမီးကတို့မဟုတ်အာပါကတို့မဟုတ်ကျွန်တော်ကကျမကတို့မဟုတ်ဦးဦးကတော်တော်ကစသဖြင့် တစ်ချိန်မှာအဲ့လိုလှုပ်ခဲ့ဘူးတယ်မာယွန်းခဲ့ဘူးတယ်ဒါပေမဲ့မတောင်းပန်ခဲ့ဘူးဘူးစိတ်ထဲမှာတော့အဲ့ဒီရဲ့အမာရုပ်တော့အမြဲတမ်းရှိနေတယ်စဉ်းစားတိုင်းစဉ်းစားတိုင်းမှာတအားထိတ်လန့်မိတယ်ကြောက်မိတယ်ဘုရားသခင်ကိုချင်းကပ်တဲ့အခါမှာငါမတတ်ရှင်းဘူးလို့ကိုကိုကိုအမြဲတမ်းထင်တယ်အဲ့ဒီကိစ္စကအတားအဆီးဖြစ်နေတယ်အခုနားထောင်နေတဲ့တင်ထဲမှာအဲ့လိုဖြစ်နေသလားဒူးထောက်ဝန်ချဆုတောင်းလိုက်ပါတင်တယောက်တည်းမရဘူးဆိုရင်ကျွန်တော်စီမှာလာပါကျွန်တော်စီမှာလာပြီးမှကျွန်တော်ဆုတောင်းပေးမယ်တင် ဖြစ်ခဲ့တဲ့အရာတွေကိုနာမည်ပြောစရာမလိုဘူးတင်ပြဖြစ်ခဲ့တဲ့အရာတွေကိုဖရာသခင်စီမံနာမည်ပြောပါတင်နာမည်ကိုကျွန်တော်စီမံပြောစရာမလိုဘူးဆိုတော့တင်ပြုတ်ခဲ့တဲ့အရာတွေကိုဝန်ချတောင်းပန်ပါဝန်ချတောင်းပန်တဲ့အခါမှာဖရာသခင်တင်ကိုခွင့်လွတ်လိုက်မယ်ပြီးရင်တင်နှလုံးသားတွေကအဲ့ဒီအပားစီကြီးကပျောက်သွားလိမ့်မယ်ပြီးရင်ကျွန်တော်တခုပဲပြောတယ်ကျွန်တော်စီမံလာယူမဆုတောင်းခံတဲ့သူတွေအဲ့ဒီပြင့်မှုပြီးခဲ့တဲ့သူတွေအားလုံးကိုကျွန်တော်တခုပဲပြောတယ်နောက်တစ်ဖန် ဒူးစရိုက်ကိုမပြုနှင့်လို့တခင်ယေရှုရဲ့စကားကိုပြန်ပြောပြတယ်။နောက်တစ်ဖန်ဒူးစရိုက်ကိုမပြုနှင့်ဆိုတဲ့စကားဟာကျွန်တော်တို့ဂျေဇုတော်ကိုပြန်တုံ့ပြန်တဲ့အရာဖြစ်ပါတယ်။နောက်တစ်ဖန်ကျွန်တော်တို့ကဒီလိုဖြစ်တတ်တယ်။အခုတောင်းပန်ပြီးပြီနောက်တစ်ခါလဲပြန်ပြန်လှုပ်လိုက်တယ်ပြန်တောင်းပန်ပြီးပြီ။အဲ့လိုလှုပ်နေတယ်ဆိုရင်ဘာနဲ့တူလဲကျွန်တော်တခါပြောပြီးပြီ။အကောင်းမွန်ဆုံးစေးတလက်ရှိတယ်ဆိုပြီးမှဒါနဲ့ကိုကိုကိုအမြဲတမ်းထိုးနေတဲ့သူနဲ့တူတယ်။ချစ်တော်ညီကို မောင်မားတို့ဒီအပြစ်ကမကဘူးတခြားအပြစ်တွေလည်းရှိကောင်းရှိမှာပဲတင်းတက်တာထဲမှာ ဝင်ချတောင်းပန်ပါဒူးထောက်ပြီးဝင်ချတောင်းပန်ပါတောင်းပန်လိုက်တဲ့အခါမှာဘုရားသခင်တင့်ကိုခွင့်လွတ်လိုက်မယ်ဒါပေမဲ့ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းကတင့်ကိုအပြစ်ဆက်ပြုတ်ဖို့ရန်အတွက်လိုင်စင်ပေးလိုက်တာမဟုတ်ဘူးနောက်တဖန်ဒူးစရာအပြစ်ကိုမပြုနေဟုတ်မိန်တော်မူ၏နော်ဒါကိုနားလည်ဖို့လိုတယ်ဒါကြောင့်ကျွန်တော်ပြောမယ်အပြစ်လုပ်ခဲ့တယ်ဆိုရင်ရှေ့လျှောက်မှာဒူးစရာကိုဆက်လက်မပြုတော့တဲ့အပြုတ်မူ နှံ့ရှင်တော့အတ္တာနဲ့အသက်ရှင်နဲ့သခင်ယေရှုခရစ်တော်ရဲ့ဂျေဇုတော်ကိုပြန်လဲတုံ့ပြန်ပါလို့ကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်ဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားမလဲတာရှင်ကျွန်တော်အကောင့်အပ်ပြီးမှမေးလို့ရတယ်မက်ဆေ့ချာကနေမေးလို့ရတယ်ကျွန်တော်တို့စကားလာပြောလို့ရတယ်စုတောင်းစရာရှိတာများရှိရင်လဲလာပြီးမှမေးမြန်းလို့ရတယ်စုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်